သူမိတာကတာဘောဘောတဆူဆုံးပေါ့နော်ယောက်ျားဟောမုံပေါ့နော်ယောက်ျားဟောများဘောကတော့ဒီကတဘာဝအတိုင်းကအဆင်ပြေမယ်ပေါ့နော်စေးတောက်ဖို့ထက်ဆိုင်နံပါတ်1အေးဝါမယ်နော်အနည်းဆုံး7နာရီပေါ့ကွာကျွန်တော်တို့က10နာရီမှအိတ်တာတော့အကောင်းဆုံးပဲပေါ့နော် sound sleep ရဖို့ဆိုရင်အဲ10နာရီနဲ့12နာရီကြာပေါ့တကယ်တော့17စနစ်ကအရင်အိတ်ချင်တယ်အဲ့ဒါကြော်သွားမိတ်ချင်တော့ကျွန်တော်စနစ်နောက်ပိုင်းကျတော့မအိတ်တော့စတဲ့စနစ်ကြောင်ရောက်အောင်အိမ်အိတ်လို့တော့အာမျိုးလုံးကကြောင်သွားပြီခုနကကျွန်တော်ညဘောလုံးပဲကြည့်မယ်တနားရီဆိုရင် ခုခဏနေ9နိုင်10နိုင်အိအိမအိမအိတော့ပြီးသွားပြီတနိုင်ကြီးအေးဆေးပဲအဲလုံးကကြောင်သွားတာပေါ့နော်အကောင်းဆုံးချိန်ကတော့10နိုင်နဲ့17ကြာရအောင်အိ17နိုင်ကြော်သွားလို့တော့မလွယ်တော့ဘူး17နိုင်ဒီ17စနစ်ကြာအိပဲမအိတော့မျိုးလုံးကြောင်သွားလိမ့်မယ်ပေါ့နော်အဲတက်ဆူဆုံးတက်မှပဲခဏကောက ယောဂတော်များကာဝယ်လိမ့်မယ်အဓိကအမတာဘောလစ်ဒစီးပေါ့နော်စီးကြိုးတို့သွေးရိုးတို့နှလုံးတို့ကြောက်ကက်တို့တကတက်ဆွဆုံးလေပဲမြင့်နေတယ်လို့တိတ်မဖြစ်ဘူးပေါ့နော်အဲ့လိုပြောပြတာအဲ့တော့ကြားဟော်မုန်မြင့်ဖို့အတွက်ကအေးဝါးအေးရမယ်နမနစ်ကသွားကြတော့ဘာလို့ဆိုတော့သူက fight or flight လို့ခေါ်တာခန္ဓာကိုယ်မှာသူက fight or flight ဆိုတာ emergency အခြေအနေပေါ့နော်ရုပ်တရက် energy ကိုတုံးလိုက်တဲ့အချိန်မျိုးတွေမှာသူကထွက်လာတယ်ဟုတ်ဥမာကွာပြပြမယ်ဥမာဘာဘာဖြစ်လဲဆိုတော့ဥမာဘုံတိုင်းဘုံတိုင်းထိတ်လိုက်တဲ့အချိန်မီးမီးလောင်တဲ့အချိန်ဘုံတိုင်းဆိုအဲ့အချိန်မှာတော့ထမ်းပြေးတာကွာ ဟာပေါ့နော်တစ်တာလေးဆိုနှလုံးသလုံးထမ်းပြေးတယ်ပေါ့နော်မိလောင်နေတာကိုပြေးဝုန်းဆိုတိုက်ပွားဆင်းချတယ်လို့အိမ်မွားဆင်းချကြီးတဲသွားတယ်ကိုကဟိုရင်လည်းမိမလောင်ဘူးပြန်တယ်မယ်ဆိုအနှစ်ယောက်သုံးယောက်မားနေရတာအဲ့ချိန်မှာသူတဆူဆုံးဟော်မုန်းဆိုထွက်လာတယ်သူက fight or flight ပေါ့မင်းချမလားပြေးမလားပေါ့ ဟုတ်တယ်မလားအဲ့လိုအချိန်မျိုးတွေကထွက်လာဆိုအဲ့တော့သူက strong exercise လုပ်တဲ့အချိန်မျိုးတွေအဲ့မှာကျွန်တော် squat ထိုင်ပြလိုက်တာအဲ့လိုချိန်ခဏကပူပြီးတော့ဖမ်းလိုက်တာဝုန်းနာဝုန်းနာဆိုတာဟော်မုန်းတက်လာပြီအဲ့ AC ပဲဒီဘက်ကိုသွင်းလောက်အောက်ပိုင်းထိုင်ပြလိုက်ကွာကျွန်တော်ဂျင်မဆုပ်အောက်ဘက်တော့ထိုင်တာဘာလို့ဆိုတော့တက်ဆော်ဆုံးတက်အောင်လို့ကျွန်တော်သိလို့ထိုင်တာလေကျွန်တော်ချင်းရဆက်ရလေဒါပြောမဟုတ်ကိုကိုထားနေကိုပဲကျွန်တော်ဂျင်မဆုပ်နိုင်ဘူးအချိန်လည်းမပေးနိုင်ဘူးခေါက်လည်းမရိုက်နိုင်ဘူးတနေ့ကအဂျီမီထိုင်နေတယ်ကွာဆေးရံဝင်လို့နေအဲ့တော့ဘာဖြစ်လဲကျွန်တော်တို့က shop ဒုံတိုင်းဆိုတက်လာမယ်ဟော်မုန်းတက်လာတာဘာထက်လာဆို squat time ပြိုင်မယ်အဲအဲ့လိုမျိုးဆိုရင်တော့ဝင်သွားတာရိုပြေးပြလိုက်တာပေါ့ကွာအပြေးဆက်ပေါ်လဲဟိုလိုဟိုလိုသူများလိုအေးအေးဆေးဆေးပြေးတာမဟုတ်ဩပြေးချပြလိုက်9မိနစ်10မိနစ်ဝုံတိုင်းဆိုပြေးချလိုက်အဲဆိုဟော်မုန်းထွက်လာနိုင်မယ်ဩဆိုဘမ်းလိုက်တာပေါ့နော်ဒုံဒုံ hurry တွေလည်းမြန်လာအဲ့မှာချွေးစိထွက်လာခန္ဓာကပူလာပြီဆိုအဲ့ဟော်မုန်းထွက်လာတယ်ပေါ့နော်အဲ့တဆူဆုံးထွက်လာတယ်နီးပေါ့နော်ဒိုက်ထိုးပြလိုက်ကွာချက်ချင်းတက်မလာအဲ့လိုမျိုးကြီးလှုပ်ပြလိုက်အဲ့လိုမျိုးဝုံတိုင်းကြီးလှုပ်ပြလိုက်တာမျိုးကတဆူဆုံးထွက်တယ်ပေါ့နော်ခန္ဓာကဟော်မုန်းကိုထွက်စီတယ်ပေါ့နော် ံပါတ်3တော့ D3 ပဲဒီဗီတာမင် D3 ကတော့ကျွန်တော်နေတိုင်းတောက်တယ်1000အထိုင်နဲ့တောက်တယ်ဗောနော D3 ကကျွန်တော်ပုံမှန်နေတိုင်းတောက်တယ်ဇင်းလည်းလိုတယ်ဇင်းကတဆူဆုံးထွက်စီတယ်ဗောနော်ဇင်းကကျတော့ပင်လယ်စာတို့ကမကမစာနေကျွန်တော်ရှင်းပြပေးမယ်လူတွေကအဲ့ဒါကိုဒီကောမဆယ်လို့ခေါ်တာခရုကမကွာအဲ့မဆယ်ကကျတော့သူကဘာလဲဆိုတော့လူတွေဒီဟန်ကိုကမကိုအကင်ဆိုင်ထဲမှာရောက်နေကမမလားအဲ့ဒါကိုဒီဟန်ကော်ကော်စားတာ no အဲ့အညောင်လေးစားရတာကလော်တဲ့ခါမှာအဲ့အညောင်လေးပဲအဲ့ကောင်ကမှတန်တာအဲ့ကောင်ကမဆယ်ဆိုတဲ့အတိုင်းပဲ